ညနာကိုတစံရှင်နေအပတ်ခံရပြီးကွယ်လွန်သွားခဲ့တဲ့တနာစရာကိုင်းဆောင်တဲ့အမျိုးသမီးဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီကျွန်တော်ကြားသိထားရတယ်ဗောနော်အဲစိတ်မကောင်းတဲ့တဲ့တဲ့ဘုတ်ကိုကျွန်တော် ပြန်ပြီးတော့ပြောပြပေးချင်ပါတယ်အဲ့ဒီအကြောင်းအရာကတော့ဒီမာတကြံကာလအတွင်းဗောနော်ဒီအကြက်နေ့အတွင်းမှာအာကိုင်းဆောင်အမျိုးသမီးတယောက်ဗောနော်ညနာကိုရေပက်ခံရပြီးတော့ဗောနော်ဆိုင်ကယ်ကိုမထိတ်နိုင်ဘဲနဲ့ဆိုင်ကယ်လဲသွားပြီးတော့ကားနဲ့အက်ဆီဒန့်ဖြစ်ခဲ့တာကြောင့်ဗောနော်အဲဘိုက်ထဲမှာရှိတဲ့ဒီနှစ်လာသားကလေးအွယ်ရောအဲပြီးတော့ အဲအဲ့ဒီအမျိုးသမီးရောပေါ့နော်တခါတည်းဆုံးသွားတယ်ဆိုတဲ့ဒီစိတ်မကောင်းတဲ့တဲ့တွေကိုပေါ့နော်ကျွန်တော်ကြားသိထားလေးပြန်ပြီးတော့ပြောပြပေးချင်ပါတယ်အာဒီမဟာတကြံကာလာအတွင်းမှာပေါ့နော်အဲသူကဒီကိစ္စတစ်ခုနဲ့အပြင်ကိုဆိုင်ငယ်နဲ့ထွက်သွားတယ်အဲထွက်တဲ့အခါမှာဒီတကြံကြီးပတ်တဲ့လူတွေကအဲ့ဒီအမျိုးသမီးရဲ့မျက်နှာကိုပတ်လိုက်တဲ့အခါမှာသူစည်းလာတဲ့ဆိုင်ငယ်ကသူကမထိန်နိုင်တော့ဘဲနဲ့ ဆိုင်ကလဲသွားခဲ့တယ်ပေါ့နော်လဲသွားပြီးတဲ့နောက်မှာတော့အဲနောက်ကလာဘေးရလာမသိပါလာခဲ့တဲ့ကားနဲ့မတော်တဆပေါ့နော်အက်ဆီဒန့်ဖြစ်ပြီးတော့ဒါဆုံးသွားတယ်လို့ကြားသိရပါတယ်အဲအဲ့ဒီအမျိုးသမီးနဲ့သူ့ရဲ့အမျိုးသားကကြတော့ဒီမော်လမြိုင်ကျွန်းမှာနေတာပေါ့နော်အဲသူအဲ့လိုသတင်းကြားကြားချင်းသူ့ရဲ့အမျိုးသားကလှမ်းပြီးတော့သူ့ရဲ့အမျိုးသမီးကိုဆက်သွယ်တဲ့အခါမှာတော့အမျိုးသမီးကရင်ခွဲရင်ကိုစိတ်မကောင်းစရာနဲ့ပဲရောက်နေပြီလို့ကြားသိရပါတယ်တော်တော်လေးကမှဒီစိတ်မကောင်းစရာသတင်းဖြစ်ပြီးတော့တော်တော် ဝမ်းနဲ့ကြည့်ခဲ့ဖို့ကောင်းတဲ့သတင်းလေးဖြစ်ပါတယ်။အဲဘာလို့လဲဆိုတော့တို့လင်မြန်နယ်ကအရန်လဲချစ်ကြတယ်။အဲနောက်ပြီးတော့တို့အတွက်ဒီတကြံဆိုတာအပျော်စရာမဟုတ်တော့ဘူးကော။တကြံကာလာအတွင်းမှာဖြစ်သွားရဆိုတော့တော်တော်လေးကိုမှစိတ်မကောင်းဖြစ်နေမယ်လို့လည်းထင်ပါတယ်။အဲဒါကြောင့်မလို့ဒီတကြံရီပတ်တဲ့သူတွေကလည်းတကြံကတော့ပြီးတော့ပြီးခဲ့ပြီပေါ့နော်။ဒါပေမဲ့တကြံကအခုပြီးခဲ့ပြီမဲ့နောက်နှစ်တည်းလဲနှစ်တည်းလဲတကြံကရှိနေမှာဖြစ်တဲ့အတွက်အဒီဗီဒီယိုကြည့်နေတဲ့အထက်မှာတကြံရီကစားတဲ့သူတွေ၊ကျန်းတဲ့လူတွေပါလို့ရှိရင်ဒါဗဟုသုတရရအောင်လို့အစင်ကျင်းလို့ရအောင်လို့ပေါ့နော်။ပြန်ပြီးတော့ပြပြပြခြင်းဖြစ်ပါတယ်။အဲတကြံရီကစားမဲ့သူ ီကဒီလူတယောက်တစ်ဖက်သားဒီဆိုင်ကယ်ဖြစ်ဖြစ်စက်ဘင်းဖြစ်ဖြစ်ပေါ့နော်ကားဖြစ်ဖြစ်စီးလာလို့ရှိရင်အရှိကနေမျက်နှာကိုအတကုံပတ်တာမျိုးတို့အဲ့ဒါမျိုးဆိုလို့ရှိရင် လုံးဝရှောင်ရင်တင့်နေပေါ့နော် အဲ့လိုမျိုးအရှိကနေမျက်နှာကိုဒီဆိုင်ငယ်စီးလာတာလို့စပိန်စီးလာတာလို့မျက်နှာကိုအတကုံရေနဲ့ပတ်လိုက်တဲ့အခါမှာဒီကိုစီးလာတဲ့ဟာကဘာမှမမြင်ရတော့ဘဲနဲ့ဆိုင်ငယ်လဲတာတွေစပိန်လဲတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာအခုလိုမျိုးပေါ့နော်မဖြစ်တင်မဲနဲ့အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့ဒါကခံရတဲ့သူလည်းမကောင်းတယ်လို့လှုပ်တဲ့သူလည်းမကောင်းဘူးပေါ့နော်ဒါကိုကျွန်တော်ကဟိုတတိထားလို့ရအောင်လို့ပေါ့နော်ပြန်ပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်အဆိုးဆုံးတစ်ခုကတော့ဒီဆုံးမသွားတဲ့အမျိုးသမီးက သူကဒီကိုလွတ်ခါလို့မဟုတ်ဘောเนาะသူ့မှာကဒီ byte ထဲမှာအနှစ်လားသားအရွယ်ရင်သွေးလေးရှိတယ်ဗောနောအဲ့ဒီရင်သွေးလေးရောသူ့ရောတခါတည်းအာစုံမသွားခဲ့ရတယ်ဗောနောအမဖြစ်တင်မဲနဲ့ဖြစ်သွားခဲ့ရတဲ့ကိစ္စတခုဗောနောဒါကလည်းဟိုတကြံရီပတ်တဲ့လူရဲ့ အာအပြစ်လိုလဲပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တို့ကမစင်မချင်ပတ်မှုကြောင့်ပေါ့နော်အဲအဲ့ဒီလိုမျိုးမဖြစ်တင်မဲ့ဖြစ်သွားတဲ့ကိစ္စတစ်ခုပေါ့နော်ကျွန်တော်လည်းဒီတကြံနေင်းတုံးကပေါ့နော်ကျွန်တော်ရွာပေါ်ကိုတက်လိုက်တည်တယ်ရွာပေါ်ကိုလမ်းပေါ်ကိုတက်တဲ့အခါမှာအဲ့လိုမျိုးပဲခလေးတက်တိုက်ပေါ့နော်ကျွန်တော်ကဆိုင်ကနေမောင်းလာတာဗျာကျွန်တော်ကအဲ့ဒါမျိုးတွေကိုဒီကြိုပြီးတော့တတိထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုင်ကနေမောင်းလာတဲ့အခါမှာခလေးတွေကအရှိရနေပြီးတော့မှကျွန်တော်မျက်နှာကိုအတကုံရေပုံးနဲ့စီးပတ်လိုက်တာအဲ့လိုပတ်လိုက်တဲ့အခါမှာလူကလည်းမှုန်ထွက်သွားပြီးတော့အရှိကိုလည်းဘာမှမတွေ့ရတယ်ပေါ့နော်တော်သေးတယ်ကိုကဆိုင်ကယ်ကိုအချိန်ရှော့ထားလို့ပေါ့နော်အဲ့လိုမျိုးဟာတွေကိုကကြိုပြီးတော့ တွေးထားလို့ပေါ့နော်အဲ့လိုမျိုးတွေကဖြစ်တတ်တယ်ဘာလို့လဲဆိုတော့ဒီရေပတ်တဲ့လူတွေကမစင်မချင်းကိုယ်ထိကျင်တဲ့နေရာထိဆိုပြီးတော့သူတို့ကစွတ်ပတ်မှာဗျာကိုယ့်ရဲ့မျက်နှာကိုထိမယ်ဆိုလို့ရှိရင်ကိုကဒီဆိုင်ကယ်ကိုလည်းမထိနိုင်ဘူးတော့ပဲနဲ့ကိုလည်းဒီလိုမျိုးဟိုမဖြစ်တင်တာတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးရေပတ်တဲ့လူကလည်းသတိထားတင်တယ်သွားလာတဲ့လူတွေကလည်းသတိထားတင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ဒီဖြစ်သွားတဲ့လူကလည်းအခုဖြစ်သွားပြီပေါ့နော်အဲဖြစ်သွားပြီနောက်တစ်ခါမှလည်းကျွန်တော်တို့ရဲ့ဒီမြန်မာတကြံကအမြဲတမ်းရှိနေမှာဖြစ်တဲ့အတွက်တကယ်လို့ကိုကဒီရေပတ်တဲ့သူပဲဖြစ်ဖြစ်ရေပတ်ကန်ထွက်တဲ့သူပဲ ဖြစ်ဖြစ်ပေါ့နော်အဲတကယ်လို့နောက်နေ့နောက်နေ့တွေမှာတကယ်လို့ကိုအဲ့လိုမျိုးအဲကြုံလာခဲလို့ရှိရင်ပေါ့နော်ဒီလိုမျိုးတကြံလဲမယ်ပတ်မယ်ဆိုလို့ရှိရင်ရေပတ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအဖြစ်ဆိုးမျိုးတွေနဲ့မကြုံတွေ့အောင်လို့ပေါ့နော်သတိထားဆင်ញင်နိုင်အောင်လို့အဲဥပမာယူနိုင်အောင်လို့ပေါ့နော်ကျွန်တော်ဒီနေ့သတင်းလေးကိုပြန်လည်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲပေါ့နော်အန်ဒီရကင်းဘေးရှင်းစွာနဲ့အာနေနိုင်စားနိုင်သွားနိုင်လာနိုင်ကြပါသည်လို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်ကဲအားလုံးပဲဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြမှာပြန်လည်ဆောင်ပြေးကြပါမယ်နော်